အားလုံးပဲမင်္ဂလာပါရှင်။ရန်ကုန်ခေတ်သစ်တရင်ဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့လွှတ်ရက်စီနိုင်ငံရေးအကျဉ်းသူတွေကိုပြန်လည်ဖမ်းဆီးခံရမှုအပေါ် WOPP ထုတ်ပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အခုနှစ်အတွင်းအကျဉ်းထောင်တွေကနေလွရက်စစ်နိုင်ငံရေးအကျဉ်းသူတွေကိုအကြံဖတ်ပုံမှားတွေနဲ့ပြန်လည်ဖမ်းဆီးတာတွေပုံမဆိုးရွားနေတယ်လို့နိုင်ငံရေးအကျဉ်းသူများအဖွဲ့ WOPP ကဒီနေ့အောက်တိုဘာလ23ရက်နေ့မှာထုတ်ပြန်ပါတယ်။အကျဉ်းထောင်တွေကနေလွရက်စစ်ပြီးပြန်လည်လွတ်မြောက်လာတဲ့နိုင်ငံရေးအကျဉ်းသူတွေကိုစစ်အုပ်စုကထောင်ပူဝမှာပြန်လည်ဖမ်းဆီးတာတွေလွရက်စစ်ကနေနိုင်ငံရေးအကျဉ်းသူတွေကိုတခြားမသက်ဆိုင်တဲ့ပုံမှားတွေတက်ပြီးနောက်ထပ်အမှုကတ်တာတွေဟာအခုနှစ်ထဲမှာပိုပြီးလှုပ်ဆောင်လာတာဖြစ်တယ်လို့ WOPP ကဖော်ပြပါတယ်။ ဒီလပိုင်းအတွင်းမှာပဲနိုင်ငံရေးအချင်းသူနှစ်ဦးပြန်လည်ဖမ်းဆီးခံရတာမျိုးရှိတယ်လို့နိုင်ငံရေးအချင်းသူများအဖွဲ့ဦးဆောင်တာဝန်ခံမဇူးစုမေယွန်ကသတင်းဌာနကိုပြောပါတယ်စစ်ကောင်စီတပ်ရဲ့လုပ်ရက်တွေကလူခွင့်ရေးကြီးညာစာတမ်းအရာတရားမဲ့ဖမ်းဆီးခြင်းမပြုလုပ်ရဆိုတဲ့အချက်ကို ပေါ်ပေါ်ထင်ထင်ချိုးဖောက်နေတာဖြစ်ပါတယ်ဥပမာဆိုရင်ယခုလပိုင်းအတွင်းမှာပဲအချင်းထောင်ကနေမမိုးစန်းစုကြည်နဲ့ မတ်မေမြတ်သူလူရက်စစ်နိုင်ငံရေးအကျဉ်းသူနှုတ်ကိုထောင်ဘူးဝမှာပဲပြန်လည်ဖမ်းဆီးခဲ့ပါတယ်။ဒီလိုပဲလွတ်ခါနီးနိုင်ငံရေးအကျဉ်းသားတွေကိုမသက်ဆိုင်တဲ့အမှုတွေနဲ့ချက်အမှုကတ္တာတွေလည်းရှိနေပါတယ်။ဒီလိုအခြေအနေတွေကိုလူ့အခွင့်အရေးကောက်ွယ်စောင့်ရှောက်သူတွေအပါအဝင်ပြည်သူလူထုကလည်းအကျဉ်းထောင်အတွင်းစောင့်ကြည့်လေ့လာမှုတွေကိုဝိုင်းဝန်းပြုလုပ်ပေးကြဖို့လိုပါတယ်။ဒါပြင်စစ်ကောင်စီတရေလှုပ်ဆောင်နေတာတွေဟာနိုင်ငံရေးအကျဉ်းသူတွေလွတ်မြောက်မဲ့အပေါ်တမင်ရည်ရွယ်ချက်ရှိရှိနဲ့လူသလိုဥပဒေတွေကိုအသုံးချနေတာဖြစ်ပြီးအခုလိုကျူးလွန်နေမှုတွေကို နိုင်ငံရေးအကျဉ်းသူများအဖွဲ့ကလူ့အခွင့်အရေးကောက်ွက်စောင့်ရှောက်သူတွေလူ့အခွင့်အရေးဆိုင်ရာအဖွဲ့တွေနဲ့ပူးပေါင်းပြီးအကျဉ်းထောင်တွေကနိုင်ငံရေးအကျဉ်းသူတွေလွတ်မြောက်ရေးအတွက်စောင့်ကြည့်စုံစမ်းသွားမှာဖြစ်တယ်လို့လည်းထုတ်ပြန်ကြမှာအတည်ပြုထားပါတယ်။အာနာသိန်းစေဟုစုဟာလူရဲ့စေလို့လွတ်ပေးရမယ့်သူတွေကိုပြန်မလွတ်ပေးဘဲနောက်မှုကတ်တွေထပ်ထောင်နေပြန်ထည့်တာတွေဇက်တိုက်လို့ဆောင်နေပါတယ်။သတင်းဌာနကရရှိထားတဲ့စာရင်းအရာနောက်မှုကတ်ပြန်လည်ဖန်ဆီးခံရသူတွေဟာဒေါအောင်ဆန်းစုကြည်တက်တော်စမတ်ချယ်ရီတန် NLD ပါတီဗဟိုလူငယ်တာဝန်ခံ မမိုးဆန်းစုကြည်အော်တိုဘာ၁ရက်နေ့တာယောက်ရီထောင်ကပြန်လွတ်လာတဲ့နိုင်ငံရေးအကျဉ်းသူတအူနိုင်ငံရေးအကျဉ်းသား၆ဦးနဲ့အခု၁ရက်ကလွတ်ရက်စီလို့ပြန်လည်လွတ်မြောက်ရမယ်88ငြိမ်းချမ်းရေးနဲ့ဖွင့်လင်းလူအဖွဲ့အစည်းကကိုစောဝင်းမောင်တို့ဟာအကြံဖတ်ပုံမှားတွေနဲ့နောက်မှုကတ်ခံရပြီးထောင်ထဲပြန်ထက်ထားခံရတာပါဆက်လက်ပြီးအော်တိုဘာပထမပတ်အတွင်းအကြံဖတ်စေုပ်စုကိုစွန့်ခွာကအလင်းဝင်လာတဲ့စစ်သားနဲ့အရေး၅ဦးရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် အော်တိုဘာလပထမပတ်အတွင်းအကြံဖတ်စစ်အုပ်စုကိုစုံခွာကအလင်းဝင်လာတဲ့စစ်သားနေရှိ15ဦးရှိပြီးစစ်တုံးမှန်အဖြစ်ဖမ်းဆီးရမိသူ40ဦးရှိခဲ့တယ်လို့ဖြီးသူပန်းတိုင်ကဒီနေ့မှထုတ်ပြန်ပါတယ်။အလင်းဝင်လာတဲ့စစ်သား14ဦးနဲ့ရဲတပ်ဦးတို့ဖြစ်ပြီးအလင်းဝင်စစ်သား14ဦးအနက်10ဦးမှာအာရမစစ်မှုရန်တပ်သားအသစ်များဖြစ်တယ်လို့ဆိုပါတယ်။အလင်းဝင်လာတဲ့စစ်သား14ဦးကချင်းပြည်နယ်မှာ2ဦး၊ပဲခူးတိုင်းမှာ2ဦး၊ရန်ကုန်တိုင်းက2ဦး၊တနင်္သာရီတိုင်းမှာ3ဦး၊ခရင်ပြည်နယ်မှာ3ဦး၊ခရင်နီပြည်နယ်မှာ3ဦးတို့ဖြစ်ပြီး မကွေးတိုင်းမှာရဲတပ်သားတအုပ်တို့ဖက်ပြောင်းခုလုံခဲ့တာပါစစ်တုံးမှန်အဖြစ်ဖမ်းဆီးခံရသူ40ဦးဖြစ်ပြီးစစ်သား30ဦးနဲ့ပြည်သူစစ်9ဦးတို့ဖြစ်ပါတယ်စစ်တုံးမှန်အဖြစ်ဖမ်းဆီးရမိတဲ့စစ်သား32ဦးအနက်23ဦးမှာအာရမစစ်မှုထမ်းတပ်သားများဖြစ်တယ်လို့ပြောပါတယ်တိုက်ပွဲတွင်ဖမ်းဆီးရမိတာကတော့မကွေးတိုင်းမှာစစ်သား28ဦးစကိုင်းတိုင်းမှာ4ဦးတို့ဖြစ်ပါတယ်ဖမ်းဆီးရမိတဲ့ပြည်သူစစ်9ဦးကတော့ စကိုင်းတိုင်းမှာ9ဦးနဲ့မန္တလေးတိုင်းမှာ2ဦးတို့ဖြစ်ပါတယ်။2025ခုနှစ်ဇန်နဝါရီလမှအောက်တိုဘာလပထမပတ်အထိအကြံဖတ်ဆေးအုပ်စုဘက်မှအလင်းဝင်ပူပေါင်းတဲ့လက်နက်ချစစ်တုံးပန်းစုစုပေါင်း2186ဦးတိရှိခဲ့တယ်လို့ပြည်သူ့ပန်းနိုင်ကထုတ်ပြန်ထားပါတယ်။ အေယာဝတီတိုင်းမြို့နယ်၅ခုတွင် AA PDF ဖူးပေါင်းတပ်များနှင့်စစ်တပ်အခြားတိုက်ပွဲများပြင်းထန်နေပြီးစစ်တပ်ဘက်မှတေဆုံထိခိုက်မှုများပြား၍စေယုံကလေးများမလောက်တော့ခြင်းနှင့်စေဝါများပြက်လက်ခြင်းများဖြစ်နေကြောင်းတပ်တွင်သတင်းရင်းမြစ်ထံကပြောဆိုပါရယ်အေယာဝတီတိုင်းရှိမြို့နယ်၅ခုတွင်ဖြစ်ပွားနေသောတိုက်ပွဲများ၌ဒဏ်ရာရအကြံဖတ်စစ်သားအလုံးကိုအမှတ်လေးတမတော်စေးတက်ရင်မဆာရလေးနှင့်စေယုံများတွင် ကုသနေရကလေးမလုံးလောက်ခြင်းနှင့်စေဝါမလုံးလောက်ခြင်းများဖြစ်ပေါ်နေကြောင်း ဧရာဝတီတိုင်းလေးမျက်နှာမြို့နယ်၊ဧကပူမြို့နယ်၊သားပေါင်းမြို့နယ်၊ပသိမ်မြို့နယ်နှင့်ရေချီမြို့နယ်များတွင် AAP တရမဟာမိတ်တပ်ဖွဲ့နှင့်အကြမ်းဖက်စစ်တပ်တို့အကြားတိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ကြောင်းသိရပါသည်။ထိုတိုက်ပွဲများအတွင်ထိခိုက်ဒဏ်ရာရရှိသောစစ်သားအလုံးကိုပသိမ်မြို့အနောက်တောင်တိုင်းစစ်ဌာနချုပ်အခြေဆိုင်စစ်မြေပြင်စေးတပ်ရင်မဆာရလေးကိုသာဖို့ဆောင်နေသောကြောင့်နေစဉ်ဒဏ်ရာရစစ်သားများအစုလိုက်ပြုံလိုက်ရောက်ရှိနေကြောင်းသိရပါသည်။ အော်တိုဘားလရှိရနေမှာစရရလေးတွင်ရှေရမ်းမခန္ဓာကိုယ်လက်မောင်းနှင့်ခြေထောက်တို့တွင်ကြီထိမှန်ကရောက်ရှိလာသောဒဏ်ရာရစစ်သားများအစုလိုက်အပြုံလိုက်ရောက်ရှိနေ၍စေတရင်တွင်ဂရင်လုံလောက်ခြင်းမရှိတော့သောကြောင့်စေယုံနှင့်စေတရင်ရှိရှိကစားခွင့်နှင့်နာနေဆောင်တို့တွင်ကျော်ကိုအိမ်များခေါင်းအုံးစေကဒဏ်ရာရစစ်သားများကိုစေကူတာမှုများပေးနေရကြောင်းသိရပါသည် အလားတူအော်တိုဘာလ9ရက်နေ့နဲ့10ရက်နေ့တို့တွင်လည်းမဆာရလီစစ်စေးယုံရင်ခွဲယုံ၌ရှေတန်းပြန့်စစ်သားအလောင်းများကိုစုလိုက်ပြုံလိုက်အမိန့်စာပြန်နေပြီးရွှေမြင်းတင်တကြိုဆက်တွင်ပြီးတကြိုနေပြီးစစ်တုံးပစ္စည်းများကိုအစုလိုက်ပြုံလိုက်ဆုတ်ဖြစ်ထားကြောင်းသိရှိရပါတယ်။လက်ရှိချိန်တွင်မဆာရလီ၌စေဝါလုံလောက်မှုမရှိတော့သောကြောင့်ဒဏ်ရာရစစ်သားအလုံးကိုစေကူတာမှုပေးနိုင်ခြင်းမရှိတော့ကြောင်းသိရပါတယ်။ အေယာဝတီတိုင်းထဲမှာစစ်တပ်ကစစ်ကြောင်းထိုးရင်အင်အားလုံးရင်းနဲ့ထိုးတာပဲဒါပေမဲ့စစ်မှုထမ်းတပ်သားတွေအများဆုံးပါဝင်တော့တိုက်ပွဲတိုင်းလူလူကိုအထိနာနေတာမဆားရလေးမှတော့နေတိုင်းကိုထံရရတဲ့စစ်သားတွေကအလုံးရင်းနဲ့ကိုရောက်နေတာဒေသုံစုတွေကိုလည်းရွှေမြင့်တင်တကြိုဆက်မှာတိတ်တဆိတ်ကိုတကြိုနေတာဟုတက်တွင်သတင်းရင်းမြစ်ကပြောဆိုပါတယ်အေအေအီထုတ်ပြန်ချက်တွင်ရခိုင်ပြည်နယ်နှင့်အစက်အေယာဝတီတိုင်းများတွင်လည်းတိုက်ပွဲများပြင်းထန်နေကြောင်းသိရပါတယ်ဆလပီဒဝဲမြို့ဝင်းကြီးအင်ယာခလာရတရလီတည့်ရင်နဲ့ အိမ်ဖြူမျိုးမှရဲစခန်းတို့ကိုဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။တနင်္သာရီတိုင်းဒဝယ်မြို့ဝင်းကြီးအိမ်ယာခလာရတရလီတက်ရဲနှင့်ရေဖြူမျိုးမှရဲစခန်းတို့ကိုဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းဒူရကစစ်ကြောင်းကပြောဆိုပါတယ်။အော်တိုဘာလ9ရက်နေ့မိုးလဲ12နာရီခန့်တွင်ရေဖြူမျိုးနယ်မြို့မှရဲစခန်းတွင်တက်ဆွဲထားသောအကြံဖက်စစ်သားများကိုဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းရှင်းတိုက်ခိုက်မှုအတွင်စစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုရှိမရှိကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။ အလားတူရင်းနှီးညနေ၄နာရီကျော်ခန့်တွင်ဒဝယ်မြို့ဝင်ကြီးအင်အားအတွင်တက်ဆွဲနေထိုင်သောအကြံဖတ်စစ်သားများကိုလည်းဒရုန်းဖြင့်ထပ်မံပုံကျဲတိုက်ခိုက်ခဲ့ပြီးအကြံဖတ်စစ်တပ်ဘက်မှထိခိုက်မှုအရေအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။ထို့ပြင်အော်တိုဘားလ၈ရက်နေ့ည9နာရီခန့်တွင်လည်းလောင်လုံးမြို့နယ်ခလာရ၁၄တက်ရင်ကိုလည်းတော်လန်ရေးတပ်ဖွဲ့များကဒရုန်းဖြင့်ထပ်မံပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုဒဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA ဒူတကစစ်ကြောင်း drone တင်းနှင့် DEF ဂျုံတင်တို့ကဖူးပေါင်းလုံဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ပြည်သူများအနေဖြင့်လည်းတနိုင်ငံလုံးအတိုင်းအတာဖြင့်စစ်ရေးများအားအရှိန်အဟုန်တိုးမြင့်စွာဆောင်ရွက်နေသည့်အချိန်ဖြစ်သောကြောင့်စစ်ရေးအထူးသတိသတိပြုသွားလာနေထိုင်ကြရန်တိုက်တွန်းထားပြီးတနင်္သာရီတိုင်းအတွင်းအကြမ်းဖက်စစ်တပ်ကအချိန်မရွေးလေကြောင်းအသုံးပြုတိုက်ခိုက်မှုများရှိနိုင်သောကြောင့်ပြည်သူများအနေဖြင့်လေကြောင်းရန်ကောက်ွယ်ရေးနှင့်ပတ်သက်သည့်သတင်းချက်လက်များကိုလိုက်နာကြည့်ကြံကြပါရန်နှင့် ဒေါ်လာရင်းနဲ့စည်ရေးအရှိန်မြင့်လာသည်နှင့်အမျှပြည်သူ့ဘက် အမှတ်တရဘက်ရက်တီလိုသောစစ်သားများရဲတပ်ဖွဲ့ဝင်များကိုပြည်သူရင်ခွင်ခိုလုံ၍အ мян ဆုံးပူးပေါင်းပေးကြပါရန်ဒူရကစေကြောင်းကတိုက်တွန်းဖိတ်ခေါ်ထားပါသည်။ကျမ၏တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။